ကွန်ပျူတာလည်းမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့မြန်မာနိုင်ငံမှာ2021ကနေပေါ့နော်ဒီနေ့အချိန်ဒီပြည်တွင်းစစ်တွေဖြစ်နေကြောင်းပဲပေါ့နော်ဒါပေမဲ့ဒီပြည်တွင်းစစ်ကိုမြည်ပြီးတော့ဘယ်နိုင်ငံတွေဘလောက်အမျက်ထုတ်သွားလဲဆိုတာကိုပဲဒီနေ့ပြပတ်သမားဖြစ်ပါတယ်ဒီ list ကဘလောက်ကနေဘလောက်ထိယူလာလဲဆိုလို့ရှိရင်2021ကနေ2023ထိယူ list ယူလာတာဖြစ်တယ်ပေါ့နော်ဒီဟာကဘယ်သတင်း channel တွေရနေကျွန်တော် source ယူလာတယ်ဆိုလို့ရှိရင် AOAV CNN ပြောရလို့ရှိရင် The Hindu Times ပြောရလို့ရှိရင် The Hindu News ပြောရလို့ရှိရင်နောက်တစ်ခုက ဟို guardian ပေါ့နော် the guardian ပေါ့အဲ့ရနေပြီးွားလို့ရှိရင်ထပ်ပြီးရောပေါ့နော် ပြီးတော့ the business lines ဆိုရယ် website တစ်ခုရှိနေတယ်ပေါ့နော်ဒီကနေကျွန်တော် source တွေယူလာတာဖြစ်တယ်ပေါ့နော်ဒီထဲမှာဘယ်အကြောင်းတွေကိုကျွန်တော်အဓိကပြောပါမလဲဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံပေါ့နော်မိပြီးတော့ဗောနော်ဒီလိုပြည်တွင်းဆက်ကျွန်တော်တို့မြန်မာနိုင်ငံမှာပဏိပခါတွေဖြစ်တယ်အဲ့လိုပဏိပခါတွေဖြစ်နေတာဟာဦးမိပြီးတော့ဘယ်နိုင်ငံတွေကအဓိကဟိုစီးပွားရေးရှာပါလဲဗောနော်အဓိကမင်းပြောသွားမယ်ပြီးွားလို့ရှိရင် ဒီနိုင်ငံတွေကိုမိပြီးတော့ဗောနော်ဒီကျွန်တော်တို့မြန်မာနိုင်ငံပဏိပခါကိုမိပြီးတော့ဗောနော်ဟိုသူတို့ဒီပတ်စံဘယ်လိုယူလဲဗောပတ်စံယူတာကဓာတ်ရိုက်ယူလားတွဲဝိုက်ပြီးယူလားပြီးွားလို့ရှိရင်သူတို့ကရောင်းလို့ရောင်းမှမသိအောင်ဘယ်လိုရောင်းကြလဲဒီအကြောင်းတွေကိုလည်းထည့်ပြီးဆွေးနွေးတော့မှာဖြစ်ပါတယ် ပြီးတော့ community နဲ့အတူပေါ့နော်ဒီအချက်ကို community ကတော့စဉ်းစားမိတာမသိဘူးပေါ့နော်ဒီအားတော့ကျွန်တော်တို့ညီမနိုင်ငံမှာပဏိဖြစ်တယ်ပဏိပခါဖြစ်တယ်ဆိုတာကတကြောင်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရှီကနေကုတ်သွေးဆုံးတဲ့ပုံစံမျိုးလိုလိုဟိုဘယ်လိုပြောရမလဲဆိုကျွန်တော်တို့ညီမနိုင်ငံကနေစီးပွားရေးဆိုင်ရာလက်ကွက်တွေအများကြီးကိုလည်းဟိုမှီကျင်းပြီးတော့ပတ်စံတွေအမျက်ရှာသွားတာတွေရှိတယ်ပေါ့နော်အဓိကကျွန်တော်တို့ရှီကနေပတ်စံယူသွားတဲ့နိုင်ငံတွေကိုအဓိကဆွေးနွေးပြီးတော့ ထောက်ပြသွားမှာဖြစ်တယ်ပေါ့နော်ဒီပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံကပဏိပက္ခကိုမူတည်ပြီးတော့ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံကနေငွေဘလောက်ထွက်ရလဲဆိုလို့ရှိရင်1ဘီလီယံကျော်နီးပါးလောက်ထွက်သွားတယ်1ဘီလီယံကျော်နီးပါးဆိုလို့ရှိရင်ဒါ1ဘီလီယံကကျွန်တော်တို့မြန်မာနိုင်ငံပတ်စံလားဆိုလို့ရှိရင်မဟုတ်ပါဘူးအမေရိကန်ဒေါ်လာပေါ့နော်အမေရိကန်ဒေါ်လာဆိုရင်တော်တော်လေးကိုပတ်စံများတယ်လို့ပြောလို့ရတယ် ဲ့လောက်နီးပါးကိုကျွန်တော်တို့မြန်မာနိုင်ငံနေတခြားနိုင်ငံတွေကိုပေးနေရတယ်ပေါ့နော်ဒီထဲမှာအဓိကမင်းကျွန်တော်တို့ကိုပြီးချင်းပြီးတော့ပတ်စံတော်ရရှာတဲ့နိုင်ငံပထမအဦးဆုံးနိုင်ငံကဘာလဲဆိုရင်ရုရှားပေါ့နော်ရုရှားကကျွန်တော်တို့မြန်မာနိုင်ငံနေအမေရိကန်ဒေါ်လာအားဖြင့်ပေါ့နော်အမေရိကန်ဒေါ်လာအားဖြင့်ဘလောက်တောင်ရတာလဲဆိုလို့ရှိရင်မီဒီယံအားဖြင့်၄၆မီလီယံတောင်ရတာ။အိုးဒီလောက်တောင်များတယ်ပေါ့နော်။ဒါပေမဲ့၄၆မီလီယံမှာသူတို့တွေကမြန်မာနိုင်ငံဘက်ကိုဘာတွေရောင်းထားလဲဆိုလို့ရှိရင် MIG 29ပေါ့နော်။ဒါတိုက်နေရင်ပေါ့ ဒါဟိုစစ်စစ်တိုက်တဲ့လေယာဉ်ပေါ့နော်အဲ့ဒါကိုသူရောင်းထားတယ်ပြီးတော့နောက်တစ်ခုကကျတော့ YAK ပေါ့နော်ရာချလို့လည်းခေါ်တာပေါ့130ဒါကကျတော့လေးကြိမ်လေယာဉ်ပေါ့ဒီဒီရာနဲ့ပတ်သက်ပြီးလေးကြိမ်နဲ့လေယာဉ်ပြီးွားလို့ရှိရင် missile တွေရောင်းထားတယ်ရှိတယ် missile missile မှာတော့အမျိုးမျိုးရှိတယ်ပေါ့ anti missile ရှိတယ်ဒီပြီးွားလို့ရှိရင်ဒီလေယာဉ်ဖြတ်ချတဲ့မီဇိုင်းတွေရှိတယ်ပြီးွားလို့ရှင်တိုင်းမျိုးဖြတ်ချတဲ့မီဇိုင်းတွေရှိတယ်ဒီမီဇိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနိုင်ငံကြီးပြောပြပြီးကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်ဒီမီဇိုင်းကဘယ်လိုအလုပ်လုပ်လဲဆိုတော့အဲ့ဒါကျွန်တော် ရှင်းပြပေးမယ် အဲပြီးွားလို့ရှိရင် နောက်တစ်ခုကဘာလဲဆိုတော့ရုရှားကလေ့ကျင့်ရပါပေးတယ်ပေါ့နော်လေ့ကျင့်ပေးတာတော့ also bay back ကိုပေးလဲကျွန်တော်လည်းမသိဘူးပေါ့နော်ဒါကကျွန်တော်မြန်မာနိုင်ငံဘက်အဓိကဦးလီပြီးပြောတာဖြစ်တဲ့အတွက်ကျွန်တော်ကကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြည်ပခါချောင်းကိုထည့်ပြီးစနေတော့မှမဟုတ်ဘူးပေါ့နော်ဒီမြန်မာနိုင်ငံကိုလေ့ကျင့်ရလဲပေးတယ်ထပ်အပြင်ဒါအပြင် bullet proof ပေါ့နော် bullet proof ဆိုတော့ကြည်ကာပေါ့ကြည်ကာပေးတယ်ပြီးရင်လက်နက်တွေရောင်းတယ်လက်နက်တွေညောင်များစွာရောင်းတယ်မဟုတ်လက်နက်မှာတော့အများကြီးပဲရှိတယ်ပေါ့နော်ဒီနေရာတွေကိုလည်းရောင်းတယ် ပြီးရလို့ရှင်ထပ်ပြီးတော့ tank တွေရောင်းနေ tank ဆိုတော့ tank ကားတွေပေါ့နော် tank ကားတွေပြီးရလို့ရှင်တခြားပေါ့နော်ပြီးရင် facility of facility လို့ပြောရမှာဆိုလို့ရှင်ထပ်စာရင် material ပေါ့နော် material တွေရောင်းနေလို့ပြောလို့ရတယ်ပေါ့လက်ဒီလက်နဲ့နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုသူကရောင်းနေပေါ့နော်ဒါတွေအကုန်လုံးကတိုက်ရိုက်ပေးခြင်းဖြစ်တယ်ပေါ့နော်သူကကြတော့ရုရှားကဘယ်လိုလဲဆိုလို့ရှင်ကျွန်တော်တို့မြန်မာနိုင်ငံနေတိုက်ရိုက်ငွေယူငွေလွှဲလောက်တယ်ပေါ့နော်တိုက်ရိုက်ငွေယူငွေလွှဲလောက်တယ်ဘာကြောင့်လဲဆိုတော့ရုရှားကလည်း လက်ရှိမှာဆန်ရှင်ချထားကြတဲ့နိုင်ငံမြန်မာနိုင်ငံနဲ့ဆန်ရှင်ချထားကြတဲ့နိုင်ငံဖြစ်တဲ့အတွက်ကိုတို့တွေကတိုက်ရိုက်နေလေလောက်ကြတယ်နောက်တစ်နိုင်ငံကတော့ community အားလုံးကတိမှန်တိုင်းပဲပေါ့နော်တိမှန်တိုင်းပဲဆိုတာကဘယ်လိုလဲဆိုရင်သူကတော့မပါမှာဖြစ်ပေါ့နော်တရုတ်တရုတ်ကတော့ကျွန်တော်မြန်မာနိုင်ငံမှာလောကပါတယ်ဘာလို့လဲသူရဲ့ project တွေပေါ့နော်အဓိက main project ဆိုရင်အရင် project ပဲဖြစ်ဖြစ်ဒီစီးပွားရေး project တွေပဲဖြစ်ဖြစ်ပြပါလို့ရှိရင်သူ့ရဲ့ electric project တွေပဲဖြစ်ဖြစ်ပြပါလို့ရှိရင်ယထာလန်တွေပေါ့နော်ယထာလန်ကားလန် project တွေပဲဖြစ်ဖြစ်ပြင်ဆက်ရုံ project တွေပဲဖြစ်ဖြစ် တတော်များများကကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေဒီကြောင့်တဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယိုနှစ်ခုပြောထားတာရှိတယ်ပထမတစ်ခုကဘာလဲဆိုလို့ရှိရင်မြန်မာနိုင်ငံကအမေရိကန်ကိုဒေါ်လာ40အခွန်ဘယ်လိုပြောမလဲ sorry ဒေါ်လာမဟုတ်ဘူးเนาะအခွန်40%ဘယ်လိုဆောင်ရလဲဆိုတော့ကျွန်တော်ပြောထားတယ်ရှိတယ် computer အခြေခံ check cloud ကြီးဒီကြောင့်တဲ့ပတ်သက်ပြီးတော့အများကြီးအတွေ့အကြုံရလိုက်တယ်ကျွန်တော်ညွှန်လင်းမိတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဟိုဘယ်လိုပြောရမလဲဆိုရင် ဒီတရုတ်ဝင်နေတဲ့အကြောင်းပေါ့နော်တရုတ်ဝင်နေတဲ့အကြောင်းကိုကျွန်တော်ပြောပြလာတာရှိတယ်ကွန်ပျူတာအချိန်အချက်လောက်ကြီးပါဒီအနေနဲ့ပတ်သက်ပြီးတော့လုံးဝတရုတ်ရဲ့ဟိုမြန်မာနိုင်ငံပေါ်ထားတဲ့ဒီလက်ကွက်တွေပေါ့နော်လက်ကွက်တွေကဘာကြီးလဲဆိုတော့ကွန်ပျူတာရှင်းရှင်းလင်းလင်းမြင်သွားမယ်လို့ကျွန်တော်တော့မြင်မိတယ်ပေါ့နော်အဲအဲ့လိုမျိုးပေါ့တရုတ်က DM မှာ ဟိုမြန်မာနိုင်ငံမှာ269မီလီယံပေါ့နော်269မီလီယံနေမလောက်ကိုရလာတယ်ဒါပေမဲ့ရုရှားတက်ဆိုင်ရင်တော့ဟိုတဝက်နေမလောက်ကိုရလာတယ်ဒါပေမဲ့ဒါလက်နဲ့ရောင်းနေမှာပဲရှိသေးတယ်ပေါ့လက်နဲ့ဆိုတာကဒီကျွန်တော်တို့မြန်မာနိုင်ငံပဏိပက္ခပုံမူတည်ပြီးတော့ဒီရတဲ့ပတ်စံပေါ့ဒါပေမဲ့ဒီရုရှားတက်ဆိုင်လို့ရှိရင်တရုတ်ကမြန်မာမှာအားရကြီးဝင်နေတာဟိုတဝက်နေမလောက်ဝင်နေတရုတ်ကဟိုကြောင်းမြေအနားနေပတ်စံရတာတွေရှိရယ်ပြီးပါလို့ရှိရင်စိုက်ရုံဝင်ပတ်စံနေရတာတွေရှိရယ် ပြောရရင်ကျွန်တော်အခုပြောရတဲ့ခုနပြောရမှာ project တွေကပတ်ဆိုင်ရတာရှိတယ်ပြီးအကျွေးတွေကလည်းပတ်ဆိုင်ရတာရှိတယ်အကျွေးဆိုမှကျွန်တော်ပြောပြကျွန်တော်တို့မြန်မာနိုင်ငံအကျွေးတွေဖြစ်တယ်ဆိုလို့ရှိရင်ဒီအခြေအနေတွေကိုဘယ်လိုပြန်ပေးရလဲဆိုတဲ့အကြောင်းကိုလည်းကျွန်တော် ဆွေးနွေးရတာရှိတယ်ပေါ့နော် DMI ရောမှာဆိုလို့ရှိရင် computer အချိန်အချက်ကလောက်ကြည့်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ inflation rate ဆိုတာကပါလဲကျွန်တော်တို့မြန်မာနိုင်ငံမှာငွေပေးချိန်မှာထုတ်လို့ရတယ်ဆိုတာလည်းပြပြလာတာရှိတယ် computer အချိန်အချက်ကလောက်ကြည့်ပါဒီကြောင့်နဲ့ပတ်သက်ပြီးတော့နားလည်သွားမယ်လို့ကျွန်တော်တို့မျှော်လင့်မိတယ်ပေါ့နော်အဲအကြောင်းတရုတ်ကသူကကျွန်တော်တို့မြန်မာနိုင်ငံကိုတင့်ကားလေးပေါ့နော်တင့်ကားလေး pink chess ကားလေးပြောရလို့ရှိရင်လက်နက်တွေပေါ့နော်လက်နက်တွေဆိုတာထဲမစ်ဆိုင်းတွေပေါ့မစ်ဆိုင်းတွေပို့ပြီးရောင်းတယ်ပြီးတော့လက်နက်ရောင်းတယ်ပြီးရလို့ရှိရင်ထပ်ပြီးတော့ သူကဗာလဲဆိုလို့ရှိရင်ဒီ material တွေပေါ့နော် material တွေသူရောင်းလဲဒါကလေသူကဘလို့ရောင်းလဲဆိုတော့ဒါရက်ရောင်းခြင်းပဲဖြစ်တယ်ပေါ့နော်ဒါရက်ရောင်းခြင်းဆိုတာကဒါရက်ရောင်းတယ်ဒါရက်ပတ်စံယူတယ်တခြား and other official bank တွေကနေသူလွဲပြောင်းပြီးယူခြင်းမရှိဘူးပေါ့နော်ဒါကမဲ့ဒါကတော့ဒါ AOAB ကြီးကနေပုံပြလာတာပေါ့နော်ဒီအချက်တွေကနောက်လာမဲ့နိုင်ငံတွေကတော့လုံးဝမထင်တာတဲ့နိုင်ငံတွေပေါ့နော် community လည်းထင်တာမှမဟုတ်ဘူးပေါ့နော်ဒီရားကြတော့နည်းနည်း ဟိုထူးခြားတရားဖြစ်သေးတယ်ပေါ့နော်နောက်တစ်နိုင်ငံကဘယ်နိုင်ငံလဲဆိုလို့ရှိရင်စင်ကာပူပေါ့နော်ကွန်ပျူတာတော့ထင်သားမှာတော့မဟုတ်ဘူးပေါ့နော် तू อ่ะဘယ်လောက်နီးပါးလဲဆိုလို့ရှိရင်တရုတ်နီးပါးလောက်ရှိတယ်ပေါ့เนาะတရုတ်နီးပါးလောက်ဆိုတာက259မီလီယံနီးပါးလောက်ကို तू อ่ะရောင်းရတယ်ကျွန်တော်တို့မြန်မာနိုင်ငံကိုဒါက तू อ่ะဘာပစ္စည်းတွေရောင်းလဲဆိုလောင်းอ่ะ material တိတက်မယ်ရောင်းတာပေါ့เนาะ material တိတက်ဆိုတာကဒီထဲမှာတောက်တစ်ခုဖြစ်နေရှိတယ်ဘာလဲဆိုလို့ရှိရင်ကုန်ကျန်းပစ္စည်းပြီးပါလို့ရှိရင် low-end ပစ္စည်း ဘတ်ကက်ပစ္စည်းတွေပြောရလို့ရှိရင်လက်နက်ကိုတိုက်ရိုက်ရောင်းတာမဟုတ်ဒီဟာတက်တက်လိုရတဲ့ material ပစ္စည်းတွေသူရောင်းတာပေါ့နော်ဒါကစင်ကာပူအစိုးရကတိုက်ရိုက်ရောင်းတာလားဆိုရင်မဟုတ်ပါဘူးဒီစင်ကာပူနိုင်ငံမှာရှိနေတဲ့ public company တွေပေါ့နော် company ဘောင်း138ခုပေါ့နော် company ဘောင်း138ခုဟာမြန်မာနိုင်ငံကိုတင်သွင်းခြင်းဖြစ်တယ်ပေါ့နော်ဒီကနေပဲသူခြားလာတာပဲအဲ media 200ကျော်ပေါ့နော်တော်တော်လေးကိုများတယ်လို့ပြောလို့ရတယ်ကျွန်တော်ထင်အောင်မထင်အောင်စင်ကာပူကဒီ တရုတ်နဲ့လာပြီးတော့လောက်တောင်ကတ်မလားဆိုပြီးတော့စဉ်းစားမိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံဖြစ်နေတဲ့ပဏိပခါမှာသူကအဆင်အများကြီးရှာလိုက်တယ်လို့ပြောလို့ရတယ်အဲအဲ့လိုနီးပါးတော့ပြောလို့ရတယ်ပေါ့နော်ဒီ AOV ကလောက်တောင်မှသူရှိရနေ source တွေဘယ်လိုလိုက်လဲတော့မသိဘူးပေါ့နော်လက်ရှိမှာတော့စင်ကာပူက အစိုးရရဲ့138ကုမ္ပဏီပေါ့နော်ကုမ္ပဏီကိုဘန်းထားတယ်လို့ပြောတယ်ဒီနောက်ွယ်မှာကုမ္ပဏီတချို့ထပ်ရှိနေနေတယ်ဆိုပြီးတော့လဲ source တွေကထပ်ထွက်လာတယ်ပေါ့နော်သူတို့ကကြတော့ပတ်စံကိုတိုက်ရိုက်ယူတာမဟုတ်ဘာလို့လဲဆိုတော့စင်ကာပူအစိုးရက တိုက်ရိုက်ရောင်းတာမဟုတ်ဘယ်နဲ့ unofficial ဖြစ်တဲ့အတွက်ကိုဟိုဘယ်လိုပြောရမလဲဆိုလို့ရှိရင်သူတို့ကပတ်စံတိုက်ရိုက်နေယူအဲအခုကကျွန်တော်ပြောလို့ပေါ့တရုတ်ပဲဖြစ်ဖြစ်ရုရှားပဲဖြစ်ဖြစ်သူတို့ကတိုက်ရိုက်ရောင်းတာ အခုကျွန်တော်နောက်ဖော်ပြတဲ့နိုင်ငံတွေပေါ့နော်ဒီစင်ကာပူအပါဝင်ပေါ့ဖော်ပြတဲ့နိုင်ငံတွေအကုန်လုံးကတော့တိုက်ရိုက်ရောင်းခြင်းတော့မဟုတ်ဘူးသူတို့ကတွယ်ဝိုက်ပြီးရောင်းခြင်းဖြစ်တယ်ကျွန်တော်အခုနောက်ပြောလို့စင်ကာပူဆိုလို့ရှိရင်တိုက်ရိုက်လက်နက်တွေရောင်းတာမပါဘူးဘာမှမပါဘူးမပါဘဲနဲ့ကူသူတို့ကဘယ်လိုလဲဆိုလို့ရှိရင်ဒီ material တွေရောင်းရုံနဲ့ဒီမှာအများကြီးပဲရနေတယ်ပေါ့နော်အဲ့လိုပုံနဲ့မျိုးဖြစ်နေတယ်ဒါကစင်ကာပူကတကယ်လို့တရုတ်တို့တရုတ်တို့ပေါ့နော်တရုတ်တို့ရုရှားတို့ပုံစံမျိုးတန်းသူတိုက်ရိုက်ကြီးရောင်းမှဆိုရင် ဟိုဒီရုရှားအမောင်းနေပါလောက်တော့ကတ်မလားမသိဘူးဒါစဉ်းစားစရာပေါ့နော် ပြီးတော့ထပ်ပြီးစဉ်းစားစရာ fact ကဘာလဲဆိုလို့ရှိရင်အာဆီယံနဲ့ရမယ်ပေါ့နော်အာဆီယံနဲ့ရမယ်နှစ်နိုင်ငံပါနေတယ်မြန်မာနိုင်ငံကိုကူညီတဲ့ထဲမှာပေါ့နော်အဲကူညီရဲဆိုတာဒါကူညီရဲလို့ပြောလို့မရဘူးမြန်မာနိုင်ငံထားပြီးအမျက်ရှာတာပေါ့နော်အဲ့လိုပဲပြောအောင်ပေါ့ဒီထဲမှာအာဆီယံနဲ့နိုင်ငံပါတယ်ဆိုတာပဲစဉ်းစားစရာဖြစ်တယ်တခြားနိုင်ငံတွေကအာဆီယံမဟုတ်ဘူးဆိုတာနားနားလည်းပြီးလို့ရအာဆီယံနိုင်ငံပါတယ်ဆိုတာကတော်တော်လေးကိုစဉ်းစားစရာဖြစ်တယ်ဒါက ို thinking platform နဲ့မျိုးဖြစ်နေတယ်ဗောနော်ဒါဘလောက်ပတ်စံအများကြီးရှာတာပဲတော်တော်စဉ်းစားစရာနောက်တစ်နိုင်ငံကျတော့ကျွန်တော်တို့ရဲ့အင်ဂျင်ချင်းနိုင်ငံကျွန်တော်တို့မြန်မာနိုင်ငံလူတော်များသွားပြီး stay လုပ်တဲ့နိုင်ငံလို့ပြောလို့ရတယ်ထိုင်းနိုင်ငံဗောနော်ထိုင်းနိုင်ငံကကျွန်တော်တို့မြန်မာနိုင်ငံနေပတ်စံအများဘလောက်ရှာတာလဲဆိုလို့ရှင်ဗောနော်ဒီပဏိပခဘုံမူတည်ပြီးတော့တော်တော်လေးကိုရှာတာလေလို့ပြောလို့ရတယ်120မီလီယံကျော်နီးပါးလောက်ရှိတယ်ဒါက2021ကနေ23လပဲဖြစ်တယ်ဒီနောက်ပိုင်း list တွေဆိုရင်ပိုတော့များအောင်မယ်လို့ကျွန်တော်တို့ထင်မိတယ်ပေါ့နော်။သူကခုနကကျွန်တော်ပြောသလိုပဲ material လေးပေါ့နော်။ သူကနေထဲမှာကျတော့ diet လေးရောင်းနေ၊ toy wipe လေးရောင်းနေ၊ material ရောင်းနေ၊ material ဆိုတာကဒီနေ့ပတ်သက်တဲ့ပစ္စည်းတွေပေါ့နော်။ပြီးတော့ထပ်ပြီးတော့သူကအဓိကရောင်းတာ missile ပေါ့နော်။ missile ကိုအဓိကရောင်းကြတယ်။ missile မှာအမျိုးမျိုးရှိတယ်။ဒါပေမဲ့သူကဘာ missile ကိုရောင်းလဲဆိုတော့ missile အသေးကြီးရောင်းကြရတယ်ပေါ့နော်။ဒါပဲစဉ်းစားကြည့်ရ fact ပေါ့နော်။ဒီကျွန်တော်တို့မြန်မာနိုင်ငံမှာပဏိပခဖြစ်နေတယ်ဆိုတာတပိုင်းပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံကိုမူတည်ပြီးတော့သူတို့တွေကစီးပွားရေးလုပ်နေတာကြီးကတကယ်ကြောက်ဖို့ကောင်းတယ်။ဘာလို့လဲ million နဲ့ချီတယ် ရတဲ့ပတ်စံလေးဆိုရင်နဲတာမဟုတ်ဘူးเนาะမီလီယံနဲ့ချီတယ်ပြီးတော့ထိုင်းရကြတော့ဒီမှာဆိုတော့ CN commercial ban လို့ခေါ်တယ်ပေါ့နော်ဒီ CN commercial ban ကငွေပေးမှုခြေတွေပြုလုပ်တယ်ဆိုပြီးတတိယဟိုသတင်းတွေပေးကြတယ်ပေါ့နော်ဒီထဲမှာထပ်ပြီးတော့ဗာလဲဆိုရင် unofficially တွေကအများကြီးပဲရှိရပေါ့နော် unofficially ဆိုတာကဘယ်လိုပြောရမလဲဆိုရင်တရားမဝင်တဲ့အရာတွေပေါ့နော်တရားမဝင်မဲနဲ့ရောင်းတဲ့ကုမ္ပဏီအများကြီးပဲရှိသေးတယ်ဆိုပြီးတော့လည်းဖော်ပြထားရတယ် ော်ထင်အောင်မထင်အောင်ဒီထိုင်းရရောစင်ကာပူရောဒီ list ထဲမှာပါမယ်လို့ပေါ့နော်နောက်တစ်နိုင်ငံကျတော့အိန္ဒိယပေါ့နော်အိန္ဒိယကလည်းဆိုလို့ရှိရင်သူကဘာတွေရောင်းလဲဆိုရင် M60 M4 ပေါ့နော် rifle တွေရောင်းတယ်ပေါ့ rifle တွေရောင်းတယ်ပြီးသွားလို့ရှိရင် Igla လို့ခေါ်တာဟာဒီပေါ့နော် Igla လို့ခေါ်တဲ့ဒီဘယ်လိုပြောမလဲဆိုချက်ကားတွေကိုပြစ်လို့ရတဲ့ missile တွေပေါ့နော် missile နဲ့ပတ်သက်ပြီးကျွန်တော်ဒီနိုင်ငံပြောပြပြကျွန်တော်ရှင်းပြပြနော်သူကဒီဟာကိုအဓိကရောင်းနေပြီးရလို့ရှိရင်ရေတက်အတွက်လိုအပ်တဲ့ဟာတွေပေါ့နော်ရေတွက်တဲ့လိုအပ်တဲ့ ဟို materialist တွေရောင်းတယ်။သူကကျွန်တော်တို့မြန်မာနိုင်ငံကြီးဘယ်လောက်ရှာတာလဲဆိုရင်51 million ရှာတာလေ။ဟိုရှင်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ထိုင်းထက်တောင်တစားပြန်နေတယ်အကုန်လုံးကထောက်ဝက်ထောက်ဝက်နေပြန်နေပေါ့နော်ရုရှားဆိုလို့ရှိရင်ဒီယာမီလီယံပြီးသွားလို့ရှိရင်စင်ကာပူနဲ့အဲစင်ကာပူနဲ့ဟိုဟာတရုတ်ဆိုလို့ရှိရင်200မီလီယံကျော်ပြီးသွားလို့ရှိရင်သူနဲ့ထောက်ဝက်ပြန်ကျူတာကဘယ်နိုင်ငံလဲဆိုထိုင်းနိုင်ငံထိုင်းနိုင်ငံကိုထောက်ဝက်ပြန်ကျူတာအိန္ဒိယအဲ့လိုပုံစံမျိုးဖြစ်နေတယ်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံကပဲ1 billion နီးပါးလောက်ဆိုအောင်ထွက်သွားတယ်ဆိုရင် ဘယ်လောက်တောင်ပတ်စံနေနေနာမလဲဆိုတာကစဉ်းစားလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံကအဲ့ဒါကြောင့် inflation rate တွေနည်းလာလဲပါတယ်ပေါ့နော် inflation rate တွေနည်းတယ်ဆိုတာကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုမှာရှင်းပြလာတယ်ပေါ့နော်ဗီဒီယိုတစ်ခုမှရှင်းပြလာတယ် computer အချိန်ရံ check လုပ်ကြည့်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့ဒီထဲမှာတော့ဒီဒီကျကျရှင်းပြလာတယ် computer အချိန်ရံ check လုပ်ကြည့်ပေါ့နော်ဒီထဲမှာကျွန်တော်အချင်းချင်းရှင်းပြ inflation rate ဆိုတာကကျွန်တော်မြန်မာနိုင်ငံကဘယ်လိုပြောမလဲငွေကြေးတန်ဖို့ညှော်နေပြီးတော့ဘယ်လိုပြောရမလဲစင်းရွှင်းနေကိုပြုတ်ပြုတ်ကြသွားတာပေါ့နော် စင်ရတွင်းတွေကိုထိုးထိုးပြီးကြသွားတာကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေရလုံးဝနှလန့်မတူနိုင်တော့တာပေါ့အဲ့လိုအခြေအနေမျိုးဖြစ်ကုန်တာပေါ့နော်ဒါကိုပဲ inflation rate လို့ခေါ်တာပေါ့နော်ငွေကြေးတံမှုကျဆင်းတယ်လို့လည်းခေါ်တယ်ဒီကြောင့်ကျွန်တော်ကြည့်ကြည့်ချက်ချက်ရှင်းပြလာတာရှိတယ်ကွန်ပျူတာအခြေအနေ check လုပ်ကြည့်ပေါ့နော်ဒီဗီဒီယိုမှာအဲ့လိုပုံစံမျိုးပေါ့သူတို့ကကျွန်တော်တို့မြန်မာနိုင်ငံထားပြီးတော့မှီကျင်းပြီးတော့ပတ်စံတွေအများကြီးပဲရှာသွားတယ်ပေါ့နော်ဒါက ဒီနိုင်ငံတွေကကျွန်တော်တို့မြန်မာနိုင်ငံတွေကိုကုန်သွေးဆုံးနေတဲ့နိုင်ငံတွေလို့ပြောလို့ရရယ်ပေါ့နော်ပြီးတော့ထပ်ပြီးတော့နာမည်မဖော်ပြတဲ့နိုင်ငံတွေအများကြီးပဲရှိသေးတယ်ဒါကတော့ main နိုင်ငံတွေတလောက်ဟိုလူရံပတ်စံအများကြီးရှာတဲ့ရှာလာတဲ့နိုင်ငံတွေပေါ့ဒီနောက်မှာဖိပီမီလီယံအောက်မှာဆင်းသွားတဲ့နိုင်ငံတွေအများကြီးရှိအောင်ပါပဲ ဒါပေမဲ့ဒီနိုင်ငံတွေကအဓိက supply လုပ်တဲ့နိုင်ငံတွေဖြစ်တဲ့အတွက်ကိုကျွန်တော်ကဒီနိုင်ငံတွေဝယ်အဓိကဦးတည်ပြီးဖြတ်သွားတာဖြစ်တယ်ပေါ့နော်ကျွန်တော်ခုနကပေါ့နော်ပြောခဲ့တဲ့နိုင်ငံတွေထဲမှာပေါ့ဒီထဲမှာဆိုရင်အထင်ကြီးဖြစ်တယ်ပေါ့နော်အရန်နာမည်ကြီးတဲ့ design တစ်ခုကိုကျွန်တော်တခုပြောပြလိုက်မယ်ပေါ့နော်ပထမဦးတော့ design တစ်ခုကပါလဲဆိုလို့ရှိရင်ဟာ9038ပေါ့နော် Eclair လို့လည်းခေါ်တယ်ပေါ့ဒါရုရှားရဲ့အိန္ဒိယရဲ့အဓိကတွင်နေဟာပေါ့နော်ဒီကောင်က design မှာဒါပခုံးတိုင်း design လို့ခေါ်တယ်ပေါ့နော်ပခုံးတိုင်း design ဆိုတာကဘယ်လိုလဲဆိုရင်ဒီကောင်က အပေါ်မှာတွားနေတဲ့လိမ်မြန်နေပေါ့နော်လိမ်မြန်နေကိုအဓိကဥတီပြီးပြစ်တယ်ဟိုလက်နက်တပြိုးဖြစ်တယ်ပေါ့နော်ဒီလက်နက်တွေကအဓိကအားဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံကို supply လုပ်ဝန်လုပ်ရတယ်ဆိုပြီးတော့လေသူတို့ခေါ်ပြလာကြတယ်။ဒီဟာကဘယ်ရလဲဆိုလို့ရှိရင် the business deal ပေါ့နော်ဒီ website ကနေပြပြလာတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ချက်ကားမီဆိုင်လို့လည်းခေါ်တယ်ပေါ့နော်ချက်ကားတွေကိုအဓိကပြစ်တဲ့ဟာပေါ့နော်ဒါကိုကျတော့ anti tank guided missile လို့ခေါ်တယ်ပေါ့နော်ဒီကောင်ကဘယ်နေရာမှာအသုံးပြုလဲဆိုလို့ရှိရင်ကျွန်တော်ကပြောလို့ပေါ့ချက်ကားတွေကိုအဓိကပြစ်တယ်ပြီးရင်တင်ကားတွေအဓိကပြစ်တယ်ပြီးသွားလို့ရှိရင်လက်နက် ကြီးကားတွေရေတွေရရှိတဲ့ဟာတွေကိုသူကအဓိကဖြစ်တယ်ဆိုပြီးဖော်ပြထားတယ်ဒီကောင်ကအဓိကအပြင်ဘယ်နိုင်ငံထုတ်လဲဆိုရလို့ရှိရင်အိန္ဒိယနဲ့ရုရှားပူးပေါင်းပြီးထုတ်တာပေါ့နော်ပြီးတော့ဒီရရဲ့နာမည်က9 M133 ပေါ့နော် Concast M မစ္စိုင်းလို့လည်းခေါ်တယ်ပေါ့နော်ဒီနိုင်ငံကပူးပေါင်းပြီးထုတ်တာဖြစ်တယ်တယောက်တယောက် profit sharing လုပ်တာပေါ့နော်ဘယ်နိုင်ငံဘယ်ရောင်ရောင်တယောက်တယောက် profit sharing လုပ်ပြီးတော့သူတို့တွေဟိုရောင်းထုတ်တဲ့ဟာဖြစ်တယ်ပေါ့နော်ဒီကောင်ကကျွန်တော်ခုနပြောသလိုအရန်ဟိုပြောရောင်းရတဲ့ပစ္စည်းတစ်ခုဖြစ်တယ်ကျွန်တော်မြန်မာနိုင်ငံမှာ stream still buying လို့တော့ပြလာတယ်ပေါ့နော်အခုချိန်ကြီးဝင်နေတော့မယ်ပေါ့နော်ဒီကတော့ information ပေါ့နော်ဒီ company တို့ကတော့အခုချိန်မှာ curiosity တော့တည်သွားမယ်လို့မြင်မိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံဖြစ်နေတဲ့မဏိပခအခုချိန်ဒီမပြေးသေးဘူးဒါအောင်ပြီးတင်းပြီးတော့ဘယ်လောက်တောင် ကျွန်တော်တို့မိမိခုံသွေးဆောင်နေလဲဆိုတာဒီနိုင်ငံကြီးရှိရဘလို့ကျွန်တော်တို့မြန်မာနိုင်ငံကြီးကပတ်စံပေးနေရလဲဆိုတာလဲကွန်ပျူတာရှင်းရှင်းလေးနဲ့မြင်သွားပြီလို့မြင်မိတယ်။ဒီဗီဒီယိုကကွန်ပျူတာအတွက်အတွေ့အကြုံလုံးဝရမယ်လို့ကျွန်တော်တို့မျှော်လင့်မိရဲ့ဒီလိုမျိုးအကြောင်းအရာတွေအမြဲတည်ဖို့အတွက် channel လေးကို subscribe လုပ်ပါသေးတယ်။ subscribe လုပ်ပြီးတော့ support လုပ်ပေးပါအောင်နော်ကွန်ပျူတာကြီး။ကဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ကွန်ပျူတာကြီး။အားလုံးလက်ပြောလို့ပါတတ်တာပဲပဲ။